စကဝါလာရဲ့အကြီးမားဆုံးပေါက်ကွေးမှုကြီးတစ်ခုကိုကိုတိုင်သာမျက်မြင်တွေ့ခွင့်ရလိုက်မယ်ဆိုရင်ဘလို့နေမလဲအခုဒီဒီဆဲမှုမှာတော့အသက်ဆက်ဆက်ရှောက်ခွေတွေ့ရှိထားပြီးစံချိန်ဟောင်းနေအားလုံးကိုရိုက်ချိုသွားတဲ့အလွန်ကြီးမားတဲ့စကြဝလာဖျက်ကြီးတစ်ခုအကြောင်းပြပြောက်သွားမှာပါဟုတ်ပါတယ်နခတ်တပ်ပတီးယားတင်ညာရှင်တွေတွေ့လိုက်ရတာဒါနေအစင်ပေါင်း trillion ဆယ်လုံးစားတောက်ပတ်မှုရှိတဲ့မိတောက်ကြီးတစ်ခုပါခဏလောက်အဲ့ဒီကဏ္ဍကိုစဉ်းစားကြည့်အောင်ကျွန်တော်တို့ရဲ့နေကိုအလုံး trillion ဆယ်လုံးပေါင်းထားတယ်လို့မျိုးလဲဆိုတယ် ဒီလောက်ကြီးမားတဲ့တောက်ပတ်မှုကိုတကယ်စိတ်ကူးနဲ့တော့မန်းကြည့်ဖို့ခပ်ပါတယ်။သိပ္ပံပညာရှင်တွေကစူပါမန်ဆိုပြီးနာမည်ပြောင်းပေးထားတဲ့ဒီမီတောင်ဟာကမ္ဘာကနေအလင်းနစ်10ဘီလီယံအကွာမှာဖြစ်ခဲ့တာပါ။ဒီအကွာဝေးကဘယ်လောက်ထောင်ဝေးသလဲဆိုရင်အခုကျွန်တော်တို့မြင်နေရတဲ့အလင်းထန်းဟာလွန်ခဲ့တဲ့နှစ်ပေါင်း10ဘီလီယံတုန်းကတည်းကထွက်လာခဲ့တာဖြစ်ပါတယ်။ဆိုလိုတာကကျွန်တော်တို့ဟာအတက်ကိုပြန်ကြည့်နေရသလိုပါပဲ။ကဲဒီမီတော့ကြီးကပကလာရလဲသူ့ရဲ့ရေမြက်က AGN လို့ခေါ်တဲ့အရာတစ်ခုပါ ရေချိုးကန်ထဲကရေထွက်ပေါက်ကိုဖွင့်လိုက်တဲ့ပုံစံမျိုးမိတောင်ကြီးလိုက်ပါရေတွေကဝဲခရက်လိုလဲပြီးရေထွက်ပေါက်ထဲစီးဝင်သွားသလိုပဲကြဲတွေဓငွေတွေကတွင်းနဲ့ကြီးထဲကိုအချိန်နဲ့လဲပြည့်ဝင်ရောက်သွားတဲ့အခါအလုံးအမင်းပူပြင်းလာပြီးမင်းစီကျင်းလောင်အောင်တောက်ပါတဲ့တက်ရောက်ချီတွေထွက်လာပါတယ်အဲ့လာကပဲဒီအလင်းတန်းကြီးရဲ့အရင်အမြစ်ပေါ့ဒီဖြစ်ရကဘလောက်တောင်ရှားပါသလဲဆိုတာကိုဒီလေးလာမှုရဲ့ဥဆောင်ဒူဒီတီကအခုလို့ပြောထားတာပါ ဒါတန်းကြည့်တဲ့ဖြစ်ရတဲ့ထဲမှာမှတစ်ခုလောက်ပဲကြုံရနိုင်တဲ့အခြေအနေမျိုးပါတဲ့ပြောရရင်လူတစ်ယောက်ထိပေါက်တာချက်တောင်ပိုရှာပါတဲ့ဖြစ်ရမျိုးလို့ဆိုနိုင်ပါတယ်။ကဲဒီလောက်ကြီးမားတဲ့ဖြစ်ရကိုဘလို့ရှာဖို့တွေးရှိခဲ့တယ်လဲဆိုတဲ့ဇလံဘက်ကိုဆက်သွားကြည့်ရအောင်။စိတ်ဝင်စားစရာကောင်းတာကဒါကိုတွေးတွေးချင်းမှဘာလဲဆိုတာဘယ်သူမှတန်မသိခဲ့ဘူး။တကယ်ကိုစုံထောက်ဇလံတပုတ်လို့ပါပဲ။ဒီရှာဖွေတွေးရှိမှုရဲ့ဇလံကတကယ်ကိုစိတ်လှုပ်ရှားစရာပါ။ ၂၀၁၈မှာ Sikki Transient Facility ကပုံမှန်မဟုတ်ပဲတောက်ပတ်တဲ့အရာဝတ္ထုတစ်ခုကိုတွေ့ခဲ့တယ်။ဒါမဲ့အဲဒီတော့က Blazer ဆိုပြီးမှတ်တမှတ်ခဲ့ကြတယ်။ငါနဲ့အကြာ၂၀၂၃ရောက်မှာအချက်လက်တွေကိုပြန်ကြည့်တဲ့အခါကျမှဒီအရာဝတ္ထုရဲ့တောက်ပတ်မှုဟာ Blazer တွေလိုမဟုတ်ပဲအချိန်နဲ့အများတစ်ဖြည်းဖြည်းပြောင်းလဲနေတာကိုသတိပြုမိသွားတယ်။အဲ့ဒီနောက် Keck Observatory လို့အားကောင်းတဲ့ telescope တွေနဲ့တခြားပြန်ကြည့်လို့မှအစထင်ထားတာထက်အများကြီးပိုတောက်ပါပြီးစွမ်းအံပိုကြီးနေတယ်ဆိုတဲ့အမှန်တရားကိုဖော်ထုတ်နိုင်ခဲ့တာပါ။ ဒီလောင်းများပြားခဲ့အလင်းရောင်ကိုဘယ်အရာကများထုတ်ပေးနိုင်ခဲ့တာလဲအခုဒီမီတောက်ရဲ့နောက်ခွဲကယူပပေးတာကိုအာယုံစိုက်ကြည့်ကြရအောင်ဒါကယူယိုမီတောက်ကခုမဟုတ်ပါဘူးဖြစ်နိုင်ကြီးအရှိဆုံးအကြောင်းရင်းကတော့ TTE လို့ခေါ်တဲ့ဖြစ်စဉ်ပါပဲဒါကို jelly လုံးတလုံးကိုလက်နဲ့ညှိချလိုက်တလို့မျိုးမြင်ရောင်ကြည့်လို့ရပါလေတွဲနဲ့ကြီးတစ်ခုက jelly တလုံးကိုအဲ့ဒီလိုပဲရက်ရက်ဆက်ဆက်ဆွဲဖြဲပြီးဝါမြူလိုက်တာပါ ဒီဖြစ်စဉ်ကဘယ်လိုဖြစ်တာလဲဆိုတော့အစစ်လိုက်ကြည့်အောင်ပထမဆုံးကျဲတလုံးကတွင်းနဲ့ကြီးနဲ့အရန်နီးကတ်သွားတယ်ဒုတိယအဆင့်မှာ တွင်းနဲ့ရဲ့ဆွဲငင်အားကကျဲကိုစပက်ဂက်တီခောက်ဆွဲမြင်လို့ဆွဲဆန့်ပြီးအပိုင်းပိုင်းဖြစ်အောင်ဆွဲဖြဲပစ်လိုက်တယ်ပြီးတော့အဲ့ဒီကျဲရဲ့အကျဉ်းအကျန်ကြီးဟာတွင်းနဲ့ကြီးရဲ့ကိုဝဲတဲလို့လဲဘဝင်ရောက်သွားပြီးအလွန်အမြင့်ပူပြင်းတဲ့အချက်ပြားကြီးတစ်ခုဖြစ်လာတယ်နောက်ဆုံးမှာတော့ဒီဖြစ်စဉ်ကနေကြီးမာပြီးတောက်ပလုံးနဲ့တက်ရောက်ကြီးပောက်ခွဲမှုကြီးတစ်ခုထွက်လာတာပါပဲဒီမြင်သားတဲ့ဥပမာက ဘာကိုပြောင်းနေလဲဆိုတော့ဒီကြောင်းမဖွယ်ဖြစ်ရဲ့ကြီးဟာအခုထိမပြီးသေးဘူးဆိုတာပါပဲဝီလင်းငါကြီးကငါးတကောင်ကိုမျိုးချောက်တုံးလဲချောင်းထဲမှာတဝက်တစ်ပြက်ယုံနေတယ်လို့မျိုးအဲ့ဒီကျွင်းနဲ့ကြီးဟာကျဲကိုအခုထိဆက်ပြီးစားသုံးနေတော့မှပဲဒီစူပါမန်ဖြစ်ရက်ကဘလောက်တောင်ကြီးမားလဲဆိုတာကိုပိုပြီးနားလည်နိုင်မို့အရင်ကအစဉ်ချင်းတင်ခဲ့တဲ့ဖြစ်ရက်တွေနဲ့တစ်ချက်ညင်ချစ်လိုက်ရအောင်ဂျီနန်ရှင်ချက်ကိုကြီးလိုက်ရင်တကယ်ကိုအံ့ဩစရာပါပဲ အရင်ဆန်းချင်းတင်ထားတဲ့ Scary Barbie နဲ့ရှင်းလိုက်တဲ့အခါ Superman ကအပပတ်မှာအပြည့်အသက်သားနေရကိုတွေ့ရပါမယ်။တောက်ပမှုမှာတခြားအရာအလုံးထက်အစာ30ပုံများတယ်။ဝါမျိုခင်ရတဲ့ချက်ကလည်းကျွန်တော်တို့နေထက်အစာ30အနည်းဆုံးပုံမြည်တယ်။ပြီးတော့ဝါမျိုတဲ့တွင်းနဲ့ချီကကျွန်တော်တို့နေထက်အစာတန်းစရလောက်ပုံကြီးမှပါတယ်။တကယ်ကိုအလဲထုံးနိုင်ပွဲပါပဲ။ဒီကျွမ်းကျင်သူရဲ့စကားကဒီဖြစ်ရရဲ့ကြီးကျယ်မှုကိုပို့ပြီးခိုင်မာစေပါတယ်။ဆိုလိုတာကတွင်းနဲ့ချီကဝါမျိုလိုက်တာဟာ တာမန်ကျဲတလုံးမဟုတ်ပဲကျဲဘလူးကြီးတလုံးဖြစ်တယ်ဆိုတာကိုအလေးပေးနေတာပါတွဖူးသမျှတန်းမှာဂျွတ်ချူကြီးဆုံးကျဲတလုံးဖြစ်နိုင်တယ်လို့ဆိုပါတယ်ခုပါတယ်ဒီလိုဖြစ်ရတဲ့ဟာအလွန်မင်းပြင်းထန်လွန်လို့ရှိပြီးသားတိပွန်မော်ဒယ်တွေနဲ့တောင်းရှင်းပြဖို့ခက်ခဲလာပါတယ်ဒါကြောင့်တိပွန်ပညာရှင်တွေဟာ extreme nuclear transient ဒါပေါ်မှာ ENT ဆိုတဲ့အမျိုးအစားခွဲခြားမှုအသစ်တစ်ခုကိုဖန်တီးခဲ့ရပါတယ်စကြဝဠာရဲ့အကျန်တန်းဆုံးအပြင်းထန်ဆုံးဖြစ်တဲ့အတွက်တီးထန်အမျိုးအစားတစ်ခုပေါ့ဟုတ်ပြီ အခုဆိုရင်ဒီရှာခွေတွေ့ရှိမှုရဲ့တိပံနေကြတက်ရောက်မှုတွေကိုလေ့လာကြည့်အောင်ဒီတွေ့ရှိမှုတစ်ခုတွေကတော့ကျွန်တော်တို့ရဲ့စက်ကြောပါလာအပေါ်အမြင်ကိုပြောင်းလဲစေနိုင်ပါတယ်ဒီရှာပွေတွေ့ရှိမှုကဘာလို့အရေးကြီးတာလဲပရမဆုံးတာဟာဂလက်ဆီရဲ့ပဟိုမှာအရာမချက်ကြီးတွေရှိနေတယ်ဆိုတာကိုဖော်ထုတ်ပေးလိုက်တာပါပဲပြီးတော့ဂလက်ဆီဘလို့စုဖွဲ့ချီတီလာတယ်ဆိုတာကိုစုံစမ်းဖို့နီလန်တက်တခုကိုလည်းဖွင့်ပေးလိုက်တယ်ဒါပြင်တွင်းနဲ့ဂျယ်ရီရဲ့အပြန်လန်တက်ရောက်မှုနဲ့ပတ်သက်ပြီး ျွန်တော်ရဲ့နားလည်မှုကိုလည်းစင်ခေါ်လိုက်တာဖြစ်တယ်လို့စက်ကြောလာရဲ့အလွန်ပြင်းထန်တဲ့ယူပါပေးတာကိုချောင်းကြီးဖို့ပြည်တင်ပေါအသစ်တစ်ခုကိုဖွင့်ပေးလိုက်တယ်လို့ပါပဲဒီနေရာမှာခေါင်းရှုပ်ဆရာမေခွန်းတစ်ခုရှိလာပါတယ်ဒီဖြစ်ရက်ကအခုထိဖြစ်ပျက်နေတုန်းဖြစ်ပြီးအလင်းနဲ့ဆေးဘီလျံအကွာမှာရှိနေတဲ့ဆိုရင်ကျွန်တော်တို့ကဒါကိုဘယ်လိုလုပ်ပြီးညင်နေရသေးတာလဲအဖြေကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်အခြေကတော့စက်တိုလာဆိုင်ရာအချင်းဆွဲဆမှုလို့ခေါ်တဲ့အန်အောဆရာကောင်းတဲ့အယူဆတစ်ခုပါ ဆက်ကြောလာကြီးကကျေပြန့်လာတာနဲ့အမျှအာကာသာဟာရာဘာချိုးတစ်ချောင်းလိုဆက်ဆန့်ခံရသည် အလင်းတင်မကပဲအချင်းကိုတိုင်းပါဆွဲဆန့်ခံရပါတယ်။ဒါကြောင့်ကဘာပေါ်မှာခုနှစ်နှစ်ကြာထော်တဲ့အချိန်မှာဟိုဝီချီယာမိတောက်ဖြစ်ွားရမှာနှစ်နှစ်လောက်ပဲကုန်ဆုံးသွားတာပါ။ဒီနည်းပြောရင်ဒီဖြစ်ရပ်ကိုချန်ကလိုကအနည်းပြကွက်နဲ့ကြီးမြတ်လို့ပါပဲ။ဒီချမ်းရှင်သူရဲ့စကားတန်းပါပဲ။ မဟာဒွိနဲ့ကြီးတစ်ခုရုတ်တရက်ပေါက်ကွဲတောက်ပလာတဲ့အခါဒါဟာနခတရဘေးဒပညာရှင်တွေကိုဆက်ချက်ဝလာထေကအပြင်းထန်ဆုံးယူပါဘေးဒတချို့ကိုရှစ်ဆုံးတန်းအနေကြီးရှုခွင့်ပေးလိုက်တာပါပဲဆက်ချက်ဝလာရဲ့လျှော့ပတ်ချက်တွေကိုဖိုးထုတ်နိုင်မယ့်အဖိုးမဖြစ်နိုင်တဲ့အခွင့်အရေးတစ်ခုပါဒီမေးခွန်းနဲ့ပဲအဆုံးသတ်လိုက်ချင်ပါတယ်ဒီလောက်ကြီးမတဲ့ဖီးရက်တစ်ခုတောင်9နှစ်လုံလုံမျက်စိရှင်းမှာပုံကွက်နေကြရဆိုရင်ကျွန်တော်တို့မတီးသေးတဲ့နောက်ထပ်ဘလို့စကြဝဠာပြီးလူကြီးတွေကရှာဖွေတွေ့ရှိဖို့စောင့်ဆိုင်နေအောင်မလဲ စัจကြဝဠာကြီးဟာကျွန်တော်တို့ထင်ထားတာထက်အများကြီးပိုပြီးအံ့ဩစရာကောင်းနေစေပါပဲ။